ပေါင်းတင်ဆက်ပေးခြင်းတဲ့တရရဲ့အကြောင်းအရာတွေကတော့ယခုဘဏ္ဍာနှစ်အစောပိုင်းတွင်ဒီပတ်သူစံစပွဲတန်ချိန်၄သိန်းကျော်တင်ဖို့နော်ဆိုတဲ့တွင်လာတွင်လေလန်းစားပိတ်တာချင်းသတိကျော်တင်ဖို့ရောင်းချဆိုရတဲ့တွင် ၄ရက်အတွင်းတိုင်းနယ်ပြည်နယ်အနှံ့၌မိုးတန်းထန်စွာရွာသွန်းနိုင်ဆိုတဲ့သတင်းငါတကားသတင်းတပုံအနေနဲ့အိန္ဒိယလေရင်ပြတ်ကြရသည့်ဖြစ်နိုင်ပွဲအကြောင်းရင်းအားတရုတ်လေရင်ပညာရှင်သုံးသက်ဆိုတဲ့သတင်းဆရှိတဲ့သတင်းတွေကိုတင်ဆက်ပြီးတော့မှာပဲဖြစ်ပါတယ် ပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းပုတ်အနေနဲ့ယခုဘန်နာနှစ်အစောပိုင်းတွင်ပြည်ပသူစံစကွဲတန်းချင်း၄သိန်းကျော်တင်ပို့ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ယခု2025-2026ဘဏ္ဍာနှစ်မှာပြည်ပသူစံစကွဲတန်းချိန်စုစုပေါင်း3တန်းတင်ပို့ဖို့ရထားပြီးလက်ရှိဘဏ္ဍာနှစ်စောပိုင်းကာလမှာတန်းချိန်၄သိန်းကျော်တင်ပို့ထားပြီးဖြစ်တဲ့လို့မြန်မာနိုင်ငံစံစပါအတင်းချုပ်မှသိရပါသည်။ နိုင်ငံတကာဈေးကွက်တို့အမထငစိန်အုပ်စုဝင်တွေဖြစ်တဲ့စင်တူခအတိထရှင်ယတနာတို့ငစိန်ရာကျော်ကရင်မထုံးပူ GW11 social 04ခွန်တီးပူကောက်နှံစားတဲ့စံချမ်းအုပ်စုတွေကိုအဓိကတင်ပို့လျက်ရှိပြီးပြည်တွင်းကထွက်ရှိတဲ့စံစဘာအများစုကိုဖလပိုင်းတရုတ်စပိန်နယ်သာလန်နဲ့ပိုလန်နိုင်ငံတွေကိုတင်ပို့ခဲ့ပြီးစကွဲကိုဘယ်ဂျီယံတရုတ်ဖလပိုင်းအင်ဒိုနီးရှားနယ်သာလန်နဲ့ UK ဈေးကွက်တွေထံ န်းအများဆုံးတင်ပို့ထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဘဏ္ဍာနှစ်အတွင်းကစံစကွဲတန်းချိန်နှစ်တရမ48ခွန်တန်းကျော်တင်ပို့နိုင်ခဲ့ပြီးပို့ကုန်ဝင်ဝေးအမေရိကန်ဒေါ်လာ1.2ဘီလီယံရရှိခဲ့တယ်လို့သိရပါတယ်။ မြန်မာနိုင်ငံစံစဘာအတင်းချုပ်အနေနဲ့နိုင်ငံတကာဆေးကွက်သို့စံချမ်းအုပ်စုများအတင်းပို့နေတဲ့ကဲ့သို့မြန်မာပုံစံဆန်ကိုလည်းခင်မီထုတ်ပိုးမှုပုံစံတွေနဲ့တင်းပို့ရောင်းချဖို့စီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့နလာအတွင်းနေလန်းစားပိတ်တာချင်းတသိန်းကျော်တင်းပို့ရောင်းချဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုဘန်နာနှင့်နှလားသာအတွင် နေလန်းစားပိတ်တာချင်းတသိန်းကျော်ကိုအီယံဝတီတိုင်းငပူတော်မြို့နယ်ကနေရန်ကုန်ဈေးကွက်ကိုတင်ပို့ရောင်းချခဲ့တယ်လို့နေလန်းစားထုတ်လုပ်ငန်းလုပ်ကိုင်သူတွေစီကသိရပါတယ်။ငပူတော်မြို့နယ်ကထွက်ရှိတဲ့နေလန်းစားတွေကိုရန်ကုန်ဈေးကွက်ကိုအထူးကတင်ပို့နေထားပါ။အဲ့ဒီလိုတင်ပို့ရမှာဧပြီလအတွင်းကဒေသထွက်နေလန်းစားပိတ်တာချင်း9000နဲ့မေလအတွင်းမှာတော့နေလန်းစားပိတ်တာချင်း18000အထိတင်ပို့ရောင်း ချနိုင်တာကြောင့်မေလာအထွေမှာပို့တိုးချဲ့တင်ပို့နိုင်ခဲ့တယ်လို့ဆိုပါတယ်အစိုးရဒေသထွက်နေလန်းစားများကိုငပိငချောင်းငံပြားရေးစားတဲ့လုပ်ငန်းများတွင်အထူးကအုံပြုနေပြီးရန်ကုန်ဈေးကွက်ကနေအခြားဈေးကွက်တွေကိုလည်းဆက်လက်တင်ပို့လေရှိတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာစားထုတ်လုပ်တဲ့လုပ်ငန်းတွေကိုရခိုင်ပြည်နယ်မွန်ပြည်နယ်နဲ့အေယာဝတီတိုင်းဒေသကြီးတွေမှာအဓိကထုတ်လုပ်ပြီးဒေသအနှံ့အပြားကိုတင်ပို့ရောင်းချနေတယ်လို့သိရပါတယ်ရှင်။ဆလပီလေးရအတွင်တိုင်းနယ်ပြည်နယ်အနှံ့၌မိုးတဲထန်စွာရွာသွန်းနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ထိုးမှာမုတ်တုံလေအားကောင်းရှာမှအလွန်ကောင်းနေခြင်းအရှိဘက်မှရွေလျားလာသောလေပွေလှိုင်းများရဲ့အရှိန်အနောက်ဘက်မှရွေလျားလာသောလေပွေလှိုင်းများရဲ့အချိန်ထိုးကြောင့်ဂျွန်လ15ရက်ညနေမှဂျွန်လ16ရက်အတွင်းတိုင်းဒေသကြီးနဲ့ပြည်နယ်အနှံမှာမိုးတဲထန်စွာရွာသွန်းနိုင်ထေလို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအထူးမိုးလေဝသသတင်းသရအနေနဲ့သတိပေးထားပါသည်။ဒါအပြင်မြမကန်ယူရန်တချောင်းနဲ့ကန်လွန် ပင်လယ်ပြင်တွေမှာတနအီလင်35မိုင်ခန့်အထိမိုးတက်လေးပြင်းတိုက်ခတ်ပြီး10ပေမှ12ပေခန့်အထိလှိုင်းများဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။ ရန်ကုန်တိုင်းနေပြည်တော်မန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအီယာဝတီတိုင်းတနင်္သာရီတိုင်းကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင် နေရစိတ်စိတ်မှနေရအနှံ့ပြမိုးထစ်ချုံရွာပြီးအချို့သေးတာတွေမှသေးတာအလိုက်နဲ့နေရကွက်ကဘိုးကြီးနိုင်တယ်လို့ဆိုပါတယ် ိုးသည်ထန်းစွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးကြွေခြင်း၊လျှက်သပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တာကြောင့်သတိပြုနေထိုင်ကြဖို့လည်းအသိပေးထားပါသေးလို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့အိန္ဒိယလေရင်ပြကြရာသည့်ဖြစ်နိုင်ပွဲအကြောင်းရင်းအားတရုတ်လေရင်ပညာရှင်သုံးသက်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တရုတ်လေကြောင်းကျွမ်းကျင်သူတအူကဂျာတာဘရီနေကအိန္ဒိယကူဂျာရတ်ပြည်နယ်မှာလေရင်ပြတ်ကျရတာဟာဆက်အင်ဂျင်ပြည့်ဝင်ခြင်း၊ရာသီဥတုအခြေအနေတို့အပါအဝင် အကြောင်းအရာမျိုးမျိုးကြောင့်ဖြစ်နိုင်တယ်လို့ယူဆနေပါတယ်။ စုံစမ်းစစ်ဆေးသူတွေကဘာကြောင့်ပြတ်ကျရလဲဆိုတာသိရဖို့လင်းရည်ရဲ့ black box ကိုစစ်ဆေးနေကြပါထိတောက်ကြနေမှာအဲအိန္ဒိယကလင်းရင်ပေါ်မှာပါလာတဲ့240တဦးသေဆုံးခဲ့ကြောင်းအတည်ပြုခဲ့ခါတဦးထဲသော အသက်ရှင်ကျန်ရင်းတဲ့ခရီးသည်ကဆေးရုံမှာအကူတာနေတယ်လို့မြေပြင်မှာလည်းအထိအခိုက်များပြားခဲ့တယ်လို့ဖော်ပြနေကြပါထိတ် စာတာဖဲလပိုင်ဖိထဲအပြည်ပြည်ဆိုင်ရာလေဆိပ်ကနေနေ့လယ်တနာီ38မိနစ်မှထွက်ခွာလာပြီးနောက်ခဏအကြာမှပြတ်ချခဲ့တာဖြစ်ပါထဲတရုတ်လေချောင်းနယ်အာဂါတာရေးရာအဖွဲ့အစည်းမှကောင်စီဝင်ကြံဝေကဗီဒီယိုထွေးကိုကြည့်ရှုပြီးနောက်ကနအူးစမ်းစစ်ချက်ထုတ်ပြန်လိုက်ပါထဲ့ လင်းဟီဟာထွက်ခွာစင်ပါပြန်တက်ဖို့အချိန်လုံလောက်မှုမရှိဘဲလေထဲမှာမထိမ့်သိမ့်နိုင်ခဲ့ပါဘူး။တာမန်အားဖြင့်လင်းရင်သစင်းဟာပြန်တက်ဖို့အတွက်သုံးဝအမြင့်ဆုံးရှိရပါမယ်လို့ဆိုပါတယ်။အခြားသောဆက်ချွင်မှုတွေချောက်လဲဒီလိုဖြစ်နိုင်တယ်လို့သုံးသပ်ထားပါတယ်။ အင်ဂျင်ပြည့်ဝင်းထောင်ချောင်းလဲဖြစ်နိုင်ပေမဲ့ Boeing 787လေယာဉ်ဟာအင်ဂျင်တစ်လုံးပြည့်ရင်ထောင်နောက်ထပ်တစ်လုံးဖြစ်သွားပေးနိုင်တာကြောင့်ဘာကြောင့်များအင်ဂျင်နှစ်ခုစလုံးပြည့်ရထားလဲဆိုတာသိရဖို့အတွက် Black Box ကိုစမ်းစစ်ဖို့လိုတယ်လို့ပြောတော့ပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းအစီအစဉ်တွေပဲဖြစ်ပါတဲ့ကြည့်ရှုအားပေးခဲ့ကြတဲ့သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြန်မိုးထပ်ပါ thank you